ရင်ွေးချမ်းပြည်သက်အားလုံးမင်္ဂလာပါရှင်။ဒီနေ့ရင်ွေးချမ်းကနေတင်ဆက်ပေးချင်တာကတော့တရုတ်ရိုးရာတင်ဆိုင်ကတော့ပွဲလေးအကြောင်းပဲဖြစ်ပါတယ်။အရင်ဆုံးသိရတာကတရုတ်လူမျိုးတွေကတင်ဆောင်သူကိုတစ်ဖက်ကတင်ဆိုင်မှာနှစ်နှစ်လောက်အရိုးကြအောင်ထားပြီးမှတစ်ဖက်ကတင်ဆိုင်မှာမိမိတို့ဆွေမျိုးစုတွေဝယ်ထားတဲ့မြေနေရာမှာအရိုးကိုကူသွင်းတယ်လို့သိရပါတယ်။တရုတ်တင်ဆိုင်တွေကိုဝင်တာနဲ့တင်ဆိုင်ဝင်းကိုဆောင်ရှောက်ရတဲ့ဝင်းမှုကိုကတော့ရပါတယ်။ ပြီးမှတင်ကြိုင်တွေကအကြီးဆုံးပုံကိုရှိမှာတွားရောက်ခါဝရပြုကတော်ရပါတယ်ဒီလိုကြောတဲ့နေရာမှာကြောတဲ့ပစ္စည်းကအဓိကမဟုတ်ဘဲနဲ့တတ်နိုင်သလောက်နဲ့ကြောလို့ရပါတယ်ရှင်။ပြီးတော့မှမိမိတို့ရဲ့ဘိုးဘွားတွေရှိတဲ့မြေနေရာဂူစီကိုတွားရောက်ကြောရပါတယ်။ ဖျောင်းတိုင်းအမွေးတိုင်းထမင်းကြက်ဝက်အရက်ရင်ရွေးစံအတီးအနံမုတ်အချိုစားတဲ့ကတော့ပစ္စည်းတွေနဲ့ကတော့ကြပါရယ်ရွှေဆက်ကူငွေဆက်ကူတွေကိုလည်းမီးရှို့ပေးကြပါရယ်ဒီလိုမျိုးတနှစ်တစ်ခါဘိုးဘွားတွေကိုကတော့ခြင်းအဖြစ်တနှစ်ပတ်လုံးဘိုးဘွားတွေရဲ့ဆောင်းရှောင်းမှုကိုခံရပြီးတော့ကျမ်းမာရေးစီးပွားရေးတွေကောင်းမွန်တယ်လို့အယူအဆရှိကြပါရယ် တကယ်လို့တရုတ်တင်ဆိုင်ကတော့ရဲ့ရိုးရာကိုမိတ်ဆွေတို့သိထားတဲ့အချက်လေးတွေရှိရင်လည်း comment လေးမှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ရှင်ကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပင်ရှိပါတယ်ရှင်